ားလုံးပဲမင်္ဂလာပါကျွန်တော်တို့အဲ live ပေါ်မှာလည်းစကားမပြောပြတာလည်းတော်တော်လေးကြာကြီးပေါ့နော်နှစ်ရက်သုံးရက်လောက်ရှိသွားပြီဆိုတော့အားပေးနေကြတဲ့ကျွန်တော်တို့ရဲ့ဆရာသမားတွေလည်းပဲအဲဘယ်လိုပြောမလဲတော်တော်လေးမြန်ပြင်းနေကြမလားပေါ့ဒါပေမဲ့ကျွန်တော်အတန်ကြာမှာပိုပြင်းမှာပါလို့မပြောရလဲဆိုတော့ဒါပေမဲ့ကိုယ်စီကကျွန်တော်လောလောဆယ်အတန်ဖိုင်နေဗီဒီယိုဖိုင်နေတင်တင်ထားတာတွေကထပ်ပြီးမှ အဲဘာမှမရှိသေးတော့လေအာဘောရောင်ကြီး brighter မြင်မြင်အတင်းကအကောက်ကအခုဘာမှမတင်တော့ဘူးဆိုပြီးမှဟိုပြောမယ်ဆိုလို့ရှင်တော့ကြည့်နေကြတဲ့ပြိတ္တများအတွက်ပေါ့နော်အတင်းစရာလည်းလောလောဆယ်အများကြီးအဲ့လိုမျိုးပေါ့နော်မရှိ မရှိသေးတာပေါ့အများကြီးမရှိသေးတာဆိုကိုဘကလှူဆောင်မှုအင်အားဒါလည်းပဲဟိုပြီးခဲ့တဲ့အပိုင်းကပေါ့နော်ပြီးခဲ့တဲ့အချိန်ကြီးကလှူဆောင်ခဲ့တဲ့အကြောင်းအရာတွေကိုအဓိကထားရင်းမှာ တော်စဲပေါ့နော်ဒီကျွန်တော်ဖုန်းလေးတွေမှာတင်ထားတဲ့အကြောင်းအရာတွေတင်နေပေါ့နော်အခုရပိုင်းရတော့အဲ့လိုအသင်းဝင်ကြီးတွေဒီအသင်းသားအသင်းအသင်းသူတွေစသဖြင့်ပေါ့နော်အဲ့လိုမျိုးရောက်လာကြတဲ့ဒီအသင်းဝင်ကြီးဟိုဘယ်လိုပြောမလဲဗျာအသင်းဟိုအသင်းပေါ်မှာပေါ့နော်ဟိုတနေရာနေမှာပံ့ပိုးကြတဲ့ကျွန်တော်တို့ကအသင်းသူတင်တာအသက်တွေရဲ့စည်ရင်းလေးတွေပေါ့နော်အဲ့လိုတော့ဒီစည်ရင်းလေးတွေ အဲတင်တင်ရတာမျိုးပေါ့လောလောဆယ်အဲ့လောက်ပဲရှိတာဆိုတော့လေအများကြီးပြောစရာအများကြီးတင်စရာလည်းမရှိဘူးပေါ့ညာအဲကြောင့်လောဆယ်တင်စရာလည်းမရှိသေးတာဟောဒါပေမဲ့ဒီနေ့တော့အဲလေကျွန်တော်အားပေးနေကြတဲ့ဆရာမများလည်းပဲဟိုနောက်တဲ့အဖိုင်အစ်လည်းရောက်မလာသေးဘူးဆိုတော့ကျွန်တော်ပြောမဆိုလို့ရှင်တော့အားပေးနေကြကြည်နေကြဆိုလို့ရှင်ကျွန်တော်အဲလောဆယ်ဘာမှရောက်မလာတော့ဘူးဆိုရင်မှ အဲမြို့လင်းဆောင်လာနေကြမယ်ဆိုရင်လည်းပဲဟိုဘယ်လိုရမလဲဗျာအချိန်တွေကကိုဘကဘာမှတင်ဆက်မပေးနိုင်ဘူးဆိုတော့အားနိုင်ရတယ်ပေါ့တင်ဆက်မပေးနိုင်ဘူးဆိုတဲ့အတိုင်းတားလည်းတင်မှုရတယ်ဖိုင်လေးလည်းမရှိသေးတာနဲ့ပါလို့အဲ့ဒါကြောင့်မလို့ဖြစ်ပါတယ်ဟုတ်ဒီကနေ့တော့အဲဒါကျွန်တော်တို့ဒီအသင်းမှာပေါ့နော်ဟောရောင်ကြီးပရိုက်တာမြို့မင်းအသင်းကိုကျွန်တော်တို့ဒီယခု2020 ငါးငါးခုနှစ်ရဲ့အဲတလပိုင်းကနေပြီးမှ6လပိုင်း6လပိုင်းပေါ့နော်ဒီကနေ့18ရက်ထဲမှာတယ်လို့အဲ့ဒါဒီကနေ့6လပိုင်း18ရက်နေ့6လပိုင်း10ရက်နေ့အဲတလဟုတ်တယ်2025ခုနှစ်ရဲ့တလပိုင်းကတလပိုင်း10ရက်နေ့ကစပြီးတော့မှအခု6လပိုင်း18ရက်နေ့အထိပေါ့နော်အဲ့တော့ဟွာဘွားနဲ့ဒီအသင်းလာစဉ်ကြီးလှူထားကြတဲ့ အလှတော်ငွေစင်းရည်တွေပေါ့နော်ဟုတ်အဲ့ဒီစင်းလေးတင်ပေးလိုက်တာပါလို့ဟောပါတော့အဲကျွန်တော်အထက်မှာ စာလေးလက်ရေးထားတယ်လေနော် စာလေးရေးထားပါတယ်အဲ့လိုမျိုးပေါ့ဗျာကျွန်တော်တို့ဖိုင်ကလည်းအဲ့လိုမျိုးရန်ကြီးတင်နေရမှရှိရနဲ့ဟောမတင်ပြသေးတာပါလို့အဲ့တော့ဖိုင်တင်နေရရှိရင်လည်းရှိတဲ့ပုံမှာမူဒီမှာတင်သွားပါမယ်နော်ကျွန်တော်တို့ရဲ့ လုံဆောင်ချက်ကအဓိကအင်အားကသေးသေးသေးနေသေးတာပေါ့ပြာပြောရအောင်အင်အားလည်းသေးသေးတာဆိုတော့လေရံပုံငွေအင်အားလူအင်အားပန့်ပိုးမှုအင်အားတွေဖက်ဖက်ကနေမှအများကြီးလိုအပ်နေသေးတာဆိုတော့တော့စေတော့ကိုယ်ဒီလုံနိုင်တဲ့အတိုင်းတလောင်းနဲ့အာဒီအတင်းတစ်ခုဖြစ်အောင်ကျွန်တော်တို့ရေဟောပေါ့နော်အတိုင်းဆုံးကိုနိုင်တဲ့တော့ပေါ့ဗျာကိုနိုင်တဲ့တော့ကျွန်တော်တို့ဒါစွမ်းနိုင်တဲ့လောက်လေးလောက်ကြရတယ်ပဲပြောပါတော့အဲကြောင့်ခုလက်ဒီအသင်းကိုကျွန်တော်တို့ဒီလာစဉ်ကြီး အလူရောင်ငွေပေးသွင်းထားကြတယ်အလူရောင်ငွေစင်းလေးတွေပေါ့နော်ဒီ2025ခုနှစ်တလပိုင်းကနေမှအခု6လပိုင်း16ရက်နေ့အထိအဲကျွန်တော်တို့ဒီလက်ရှိရောက်ရောက်ထားတဲ့စင်းလေးပေါ့ခင်ဗျာအဲ့စင်းလေးတင်ပေးလိုက်တာပါလို့ကျွန်တော်တို့ဆက်စမများအားလုံးနေကောင်းကျန်းမာချမ်းသာကြပါစေပျော်ရွှင်ခြင်းနဲ့လူရဆန္ဒတွေလည်းတလုံးတော့ပြည့်စုံကြပါစေနောက်ဒီအကောင့်ကတော့ဟိုကပေါ့ Facebook မှာဆိုလို့ရှင်လဲဘဝရောင်ကြီးပရိုက်တာမျိုးမင်းအတင်းအကောက်ရှိတယ်။နောက်ဘဝရောင်ကြီးမျိုးမင်းပရိုက်တာအတင်းဆိုတဲ့ page လေးရှိတယ်။အဲ့ဒီမျိုးမင်းပရိုက်တာအတင်းကတော့နိုင်ပြန်ချိန်လို့ရရင်ချိန်မှာပါတော့ပရိုက်တာအတင်းနဲ့မျိုးမင်းပရိုက်တာအတင်းနဲ့နည်းနည်းလေးပြာရှင်းတော့လွယ်နေလို့လေ။ဘဝရောင်ကြီးပရိုက်တာမျိုးမင်းအတင်းအဲ့ဒီလိုလေး Facebook page ကိုနိုင်ပြန်ချိန်မှာပါလို့။ကိုကကျွန်တော်အကောက်တွေရတော့ဗျာ YouTube မှာလဲအဲ့လိုပဲအဲ့လိုမျိုးပဲ Telegram ရော TikTok ရော အဲကျွန်တော်တို့ဒီ Viber Messenger အကုန်လုံးဘဝရောင်ကြီးပရိုက်တာမျက်မှောင်အသင်းပဲဗျာဒီပေလေးကြမှာလေဘဝရောင်ကြီးမျက်မှောင်ပရိုက်တာအသင်းဖြစ်သွားလို့ပါလို့အဲ့ဒါလည်းကျွန်တော်ကမဖွင့်တတ်ဘူးဆိုတော့ကျွန်တော်တို့မဖွင့်တတ်တော့ Facebook ဖွင့်တဲ့နေ့တညဆရာဒီမှာအလိုက်တော့သူကလည်းမျက်မှောင်ပရိုက်တာအသင်းလုပ်လိုက်တယ်ဗျာအဲ့ဒါအဲ့ဒါလေးပြန်ချိန်မှာပါလို့ဟုတ်ခုတော်တော်စေတော့ဒီအသင်းရဲ့လှုပ်ဆောင်ချက်ကအရန်အားကြီးလေလောဆယ်ဖိုင်းရတင်ဆက်ပေးရတာလည်းတိတ်မရှိသေးတော့လေဒါကြောင့်ကျွန်တော်တို့ဆက်စမတွေတက်ဖို့အပြင်လဲပြေး ကြည့်လို့လည်းရအောင်ဆိုပြီးမှဟိုပါပေါ့နော်ကြည့်လို့ရအောင်ဆိုတာစာပါပဲအဓိကကတော့အဲကျွန်တော်အနေနဲ့လည်းလောဆယ်လောလောဆယ်တော့အများကြီးလေဟိုပါပေါ့ဘယ်လိုပြောမလဲအများကြီးပြောစရာတော့မရှိဘူးပေါ့ဘာလို့ဒါအခုပြောနေတာဒါမှများနေပြီပေါ့နော်အဲ့လောက်လေးရှိရတာမှကျွန်တော်တို့ဆက်သမားတွေကအခုလိုပဲအဲကြည့်ရှုပေးကြတယ်လိုက်တွေပေးကြလို့ကောမန့်ပေးကြတာတကယ်ပဲကျေးဇူးတင်ပါတယ်လို့ကျွန်တော်လေကျွန်တော်တို့တစ်ဖွဲ့လုံးကကျေးဇူးတင်ပါတယ်ဘွားရမကြီးတစ်ဖွဲ့လုံးကကျေးဇူးတင်လည်းရှိပါတယ်ခင်ဗျာ ဒါပေမဲ့လို့ဟိုမှာအခုဒီဗီဒီယိုရိုက်တဲ့ခါမှာတစ်ခါလေကျွန်တော်အဲ့လိုမျိုးပေါ့ရုပ်တရားအဆင်ပြေသွားတာရှိမယ်အဆင်မပြေတာတွေရှိပါမယ်အဲကျွန်တော်ပြီးခဲ့တဲ့ရက်ကတင်တင်ခဲ့တဲ့ဖိုင်ဆိုလို့ရှိရင်တော့အဆင်မပြေဘူးပေါ့နော်အဲ့ဒီဖိုင်လေးဆိုအဆင်မပြေဘူးရုပ်မမြင်ရဘူးအဲ့ဒါအတွက်လည်းဟိုစိတ်မကောင်းမှဘူးလို့သို့တော့ကျွန်တော်လည်းဟိုပေါ့အတန်အသွင်းမိတာဖြစ်တဲ့ဖြစ်ဖြစ်လိုက်ဖြစ်သွားဆိုတော့ပေါ့နော်ဆက်တင်လိုက်တော့ပါလို့ပြန်ပြောရမယ်ဆိုလို့ရှင်လေရှေ့နေနောက်နေစကားဆိုတာတော့ပြောရတာကျတော့ပြန်ပြောတဲ့အခါမှာ ဟိုအရင်ပြောတဲ့ဖိုင်နဲ့နောက်ပြောတဲ့ဖိုင်ဆိုတက်တက်ကြီးတကူတကကြီးပြောနေရမှာဆိုတော့လေအမပြောပြတွေ့တာပေါ့နော်ဟိုဟိုရိုက်ပြီးသားလက်စာလေးပဲကျွန်တော်တင်ပေးလိုက်တာပါအခုလဲဟုတ်ဒါလေးဆက်တင်ပါပါလို့အအသိရစာလေးဟိုအလုံးဖတ်ရှုလေးလာကြည့်လို့ရပါတယ်လို့အသေးစိတ်ဆက်သွင်းမင်းများစုံစမ်းမယ်ဆိုလို့ရှင်လည်းပဲအာစိတ်ဝင်စားတဲ့သတ်သမားများရှိရင်လည်းဒီဘွားရောင်ကြီးပြလိုက်တဲ့မြင်မြင်အသိရဲ့အကြောင်းလေးမေးမြန်းလို့ရပါတယ်စုံစမ်းလို့ရပါတယ် လိုအပ်ချက်တွေရှိလို့ရှိရင်လည်းလိုအပ်တဲ့ပုံမှာမိုတီးပြီးတော့မှအာဒါလေးတော့လုပ်သင့်ပါတယ်ဒါလေးတော့မလုပ်သင့်ပါဘူးအမဒီအခုဗီဒီယိုရိုက်တာစလို့ပေါ့နော်မျက်နှာမြင်ရတယ်မမြင်ရဘူးကစလို့အဲလိုလက်ဆိုတာကောမန့်လေးတွေရေးပေးလို့ရပါတယ်လို့ကျွန်တော်တို့အခုလိုအားပေးကြတာကကိုကအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ